တမာတမတ်မရှိတဲ့ပွဲကနေနှုတ်ထွက်လိုက်တဲ့အဆိုတော်မေခလာအဆိုတော်မေခလာဟာမြန်မာစားပြိုင်ပွဲမှာဒိုင်းအဖြစ်တာဝန်ယူထားသူတဦးဖြစ်ပြီး Grand Final Week မှာတော့ဒိုင်းအဖြစ်ကနေနှုတ်ထွက်လိုက်တာဖြစ်ပါတယ်။ချစ်ငယ်ကအမှန်တရားကို မဖုံးဖွယ်ခြင်းဘူးပြီးတော့ချစ်ငယ်ကအရာရာကိုငွေနဲ့မဆုံးဖြတ်ခြင်းဘူးချင်းငယ်ကိုချစ်သည်ဖြစ်စေမုန်းသည်ဖြစ်စေချင်းငယ်ရဲ့စိတ်ထဲမှာလိပ်ပြာလုံးနဲ့ ချင်းငယ်စိတ်ထဲမှာအမှန်တရားရှိတယ်ချင်းငယ်ကိုမတွေ့တော့အားလုံးကမေးကြတယ်ကံမွေးဝင်လေးတွေကလည်းဝန်းနေကြတယ်ဆိုပြီးပြောတာပါတယ်အဆိုတော်မိဂလာဟာမြမစတားရဲ့ရွေးချယ်မှုပုံစံကိုသူနားမလည်နိုင်ဘူးလို့ပြောခဲ့သူဖြစ်ပြီးဟုတ်တင်ကြောင်းဖြစ်တာလားမြမစတားနဲ့ပဲဆိုင်တာလားလို့ပြောခဲ့တာကိုလည်းတွေ့ရပါတယ်ချင်းငယ်အနေနဲ့ကတော့อืมမကြိုက်ဘူးဒီစီစဉ်ကြီးကိုချင်းငယ်နားမလည်နိုင်ဘူးဒီလိုမျိုးကြီးတော်တဲ့ကလေးတွေကြတော့ဒီလိုဖြစ်ရတယ်ဆိုတော့ဟို ဗိုတင်းမှာပဲဖြစ်တာလားဒါမှမဟုတ်ဒီမြန်မာစတားနဲ့ပဲသက်ဆိုင်တာလားအဲ့ဒါကိုချင်းငယ်သိချင်တယ်တမာတမန်ရှိသူပြီးပြီးအန်ဒီချင်းငယ်ဟာအင်မတန်လေးစားစရာကောင်းလာတဲ့အမှုပညာရှင်တဦးဖြစ်ပါတယ်ပြိုင်ပွဲဝင်ကလေးတွေကိုလည်းချစ်ခင်ကျင်လာတဲ့အပြင်ပရိသတ်ကိုလည်းလေးစားသူတဦးဖြစ်ပါတယ်အမှုပညာကိုလေးစားမြတ်နိုးတန်ဖိုးထားသူပြီးပြီးအနီချင်းငယ်ကတော့ပြက်သားတဲ့ဆုံးဖြတ်ချက်နဲ့အတူဒီပွဲကနေနှုတ်ထွက်လိုက်တာဖြစ်ပါတယ် ဒီဒီဆက်ပိတ်သက်ကြီးတို့ရောအန်ဒီချင်းငယ်ကိုချစ်ကြတဲ့သူတွေရောရှိကြလားခင်ဗျာအန်ဒီချင်းငယ်အတွက်အားရှိစိန်မဲ့စကားလေးတွေရေးခဲ့ပါအောင်ခင်ဗျာ